အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေမန်ချက်စတာအွန်နဲ့အသင်းကဒီညနှစ်နာရီခွဲတောက်ကြတဲ့နည်းနည်းမှာဆိုရင်ကိုရဲ့ old trap ပေါ်မှာပေါ့ဗျာပရီးမီးယားလိဂ်ပွဲစဉ်၁၄ရက်ပြည့်ဝက်ဆန်အသင်းကိုလက်ခံကစားဖို့ရှိနေပါတယ်ဆိုတော့ဒီနေ့အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထုံးစံအတိုင်းတစ်ဖက်အသင်းအချင်းနဲ့ United အသင်း Emirates ကပြီးခဲ့တဲ့ကျွန်တော်တို့ပရီးမီးယားလိဂ်ပွဲစဉ်73မှာ Crystal Palace ကိုအဝေးငွေ2-1နဲ့နိုင်ခဲ့တယ်ရုပ်ပြည့်စင်မြင်တဲ့နိုင်ခဲ့တဲ့ပွဲစဉ်တခုလို့ကျွန်တော်ပြောလို့ရတယ် အခုကိုရဲ့ outdoor မှာဝဆန်းအားနေနေတဲ့ဒီရသည်ဖြစ်တဲ့အတွက်ခုနေတဲ့တင်ကဘယ်လောက်ထိနိုင်ွေးဖော်ဆောင်နိုင်မလဲတစ်ဖက်အတင်းကိုဘယ်လောက်ထိကျွန်တော်စိုးမိုးနိုင်မလဲအဲမိုရယ်ကပွေးထုတ်လာမယ့်အခင်းကြီးမှာဘသူတွေကိုပောင်ဝင်လာဖို့ရှိမလဲဆိုတာပွေးကြုံသုံးသက်ချက်အနေနဲ့ဆွေးနွေးတော့ပါမယ်စာသမားတို့ရဲ့ဆိုတော့ညီကိုတို့ကျွန်တော်ပွေးကြုံသုံးသက်ချက်မပြောခင်တခုတောင်းပန်စရာရှိပါတယ်ဒါတော့ဒီပွေးကြုံသုံးသက်ချက်ဗီဒီယိုတိပေးတဲ့နေရာမှာကျွန်တော်ရက်ကလေးကဲတော့ပြီဖြစ်တယ် အမနေ့ပြောလို့ရှိပွေးကြွတူတဲ့ချက်ကို2ရက်လွန်မှာတင်ပြပါတယ်ပွေးမလာခင်ပေါ့ဗျာမနေ့ကဆိုရင်ဗီဒီယိုတင်ပြဖို့ရှိတဲ့နေရာတခုမှာဘလို့မှအဆင်မပြေပါဘူး internet line wifi ကအခက်အခဲဖြစ်နေတဲ့အတွက်ကျွန်တော်တိုင်ပင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ channel ကိုစောင့်မျှော်နေတဲ့ဝတ္တနာတူမိန်ဖန်မြောက်ကိုကျွန်တော်တောင်းပန်ပါတယ်လေးလေးလေးစားပါတယ်ကျွန်တော်ရဲ့ channel ကိုအားပေးဝဲရင်ကြတဲ့မိတ်ဆွေမျှော်ကိုကျွန်တော်တကယ်ကိုအားနာမိပါတယ်စာသမားတွေဒီကနေ့မှာပွေးကြွတူတဲ့ချက်ဗီဒီယိုကိုဆွေးနွေးတော့ရအောင်ပေါ့ဗျာကျွန်တော်တို့ပွေးကြွတူတဲ့ချက်ဗီဒီယိုမပြောခင် အဲမိုးရဲအနေနဲ့ဒီနေ့ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ press conference တတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်အတင်းနဲ့ပတ်သက်ပြီးတော့ဒီကိစ္စကိုဒီစိတ်ဝင်စားစရာအကြောင်းတွေပါတယ်ဒါမှမဟုတ်အထူးသဖြင့်ဒီနေ့ပွေးစဉ်ကိုဒီကကစားသမား၂ယောက်က injury ကြောင့်လွှဲချော်ဖို့ရှိနေတယ်ဆိုပြီးတော့သူပြောထားတယ်သူပြောထားတဲ့အထိမှာတော့ဘေကစားသမားကလွှဲမယ်ဆိုတော့မပြောတာဘူးနှစ်မီတက်ပြီးတော့မပြောဘူးဆိုတော့ကိုအတင်းတဲ့ဒါကလုံးဝမလွယ်ကူတဲ့အနေအထားတစ်ခုဖြစ်တော့ပြီဝဆန်ကတရားဒီတိုင်ပေးမှုရှိနေတယ်ဆိုပေမဲ့လို့အတင်းတိုင်ကကိုရီအိုထရယ်ပေါ်မှာ အနိုင်ယူခဲ့တဲ့ပွဲစီတွေရှိတယ်ပြီးလို့ချင်းဘလိုပဲသူတို့အသင်းဘက်ကရလိုက်တဲ့ဆိုးရနေပါစေမန်ချက်စတာဝင်တဲ့အသင်းနဲ့တွေ့တဲ့အနေနဲ့ဒါတို့ကတကယ့်ကိုစက်ဆံကော့တွေပြားတဲ့အတွက်ဘလိုတွေအမိုရဲအတုံးချလိုက်ပါမလဲနောက်ပြီးတော့အဲ့ဒီကစားသမားနှစ်ယောက်ကဘယ်သူတွေဖြစ်မလဲဆိုတာပွေးလာမှပဲကျွန်တော်ကြည့်ရမှာပေါ့ဒါတော့အမိုရဲပရက်စကူပရက်သတင်းစာရှင်းလင်းပွဲမှာအဓိကကစားသမားနှစ်ယောက်အင်ဂျီပြဿနာဖြစ်ထားတယ်ဆိုပြီးတော့သူကတတင်းစာရှင်းလင်းပွဲမှာပြောကြားထားတဲ့အခြေအနေတခုပေါ့ ်ပွေးကြုံတုံတဲ့ချက်ကိုပြောလို့ချီပေါ်ပြတစ်ဖက်ကြုံတော့ဒီဝဆန်းအသေးဘက်ကိုကြားလို့ချင်းသူတို့မှလည်းပဲဒီနေ့ပွေးစဉ်အတွက်အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့လူကဲပါဂီတာကပီဂရီလီဘာဘူးနဲ့ပွေးစဉ်မှာဆိုရင်နှစ်ဝတနည်းနဲ့ထုတ်ပြန်ကြံခဲ့ရတယ်။ကိုအသွင်းနဲ့ပွေးစဉ်မှာအဲ့ဒီကစားသမားပါဝင်လာဖို့အစီအစဉ်မရှိပါဘူး။သူတို့တက်ခက်ခဲမှုတွေရှိလာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ ဝဆန်းသင်္ကတရားတိပြညာလေးပွဲစီ73ပွဲကစားထားပါတယ်3ပွဲနိုင်2ပွဲတည်နဲ့သူတို့က10ပွဲတည်ရှုံးတာပြီးတော့ရမဲစစ်တမန်နဲ့အစင်းစစ်ချစ်မှာသူတို့တိုင်ပက်နေပါတယ်အင်ကွင်းအဝေးကွင်းကိုကြည့်ရလို့ချင်းအင်ကွင်း9ပွဲကစားထားပါတယ်2ပွဲနိုင်တည်ပွဲမရှိဘူး9ပွဲရှုံးပြီးတော့တိုက်စစ်ကကျွန်တော်16ပွဲရတဲ့ခန်စစ်က18ကိုတိပေးထားရပြီးတော့အင်ကွင်းရမဲက6ပွဲပေါ့ဗျာ အဝေးခွင်း၆ပွဲမှာဆိုရင်သူတို့တပွေးနိုင်၂ပွေးတည်သုံးပွေးရှုံပြီးတော့တိုက်စစ်က9ခုရတယ်ခင်စစ်က6ခုတိသူတို့ပေးထားရပြီးတော့အဝေးခွင်းရမယ်က9မယ်ပေါ့ဗျာစူးစပေါင်းသူတို့တင်ဘက်ကတိုက်စစ်က14ခုရပြီးတော့ခင်စစ်က28ခုတိခွင့်ပြုပေးထားခဲ့ရတယ်ဒီအချိန်တွေတခုကဝဆန်အတင်းအတွက်လုံးဝဆိုးရတဲ့ရလဲတခုကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောလို့ရတယ်အင်ခွင်းအဝေးခွင်းဆိုရင်လည်းပဲအဝေးခွင်းကတော်တော်ကိုအားနေပါတယ်အင်ခွင်းကလည်းအလော်ဒီကောင်းလေးတိုင်းမှာမပါဘူး ဆိုတော့သူတို့အသင်းဘက်ကလည်းပေါ့ဗျာလာမင်းပွေးစီနေကိုမလွေကူပါဘူးသူတမင်းအဓိကကစားသမားတွေကိုလွေးလျှော်ဖို့ရှိနေတဲ့အနေအထားတစ်ခုမှာသူတို့အသင်းအတွက်ကလည်းခက်ခဲမှုတွေနဲ့မလွေကူတွေပွေးစီနေရှင်းမှာကျွန်တော်တဲစီပြီးတော့ရှိနေတယ်ဆိုတော့ဒါကဝက်ဆန်အသင်းရဲ့အခြေအနေပေါ့ဗျာကိုမန်ချက်စတာအောင်နေတဲ့အသင်းကိုကြည့်ရလို့ချင်းပထမဆုံးကျွန်တော်ဒီနှစ်သင်းထိတ်တိုက်တွေ့ခဲ့တဲ့၄ပွဲမှာပေါ့ဗျာနှစ်ပွဲနိုင် နပွေးချုပ်ဆိုတဲ့ရာလဲတစ်ခု ထွက်ပေါ်လာပါတယ်3စီနဲ့နိုင်တယ်2ဝဲနဲ့ကျွန်တော်တို့ရှုံးတယ်စီတူနဲ့ထဲရှုံးပြီးတော့ခြေစဲပွဲမှာ2ဝဲနဲ့နိုင်ခဲ့တယ်ဒီအချိန်တွေကဝဆဲအတွက်ကျင်းနေစရာဖြစ်ဖြစ်မယ်လို့ကိုအသင်အတွက်ကောင်းတဲ့အနေအထားမှာရှိမနေပါဘူးဆိုတော့ဒီနေ့ပွဲစဉ်ကမဖြစ်မနေကိုအနိုင်ပြမယ်အိုထွက်ပေါ်မှာနပွေးတစ်ခုပေါ်ဆောင်ဖို့အတွက်လုတ်သိလုတ်ထိုင်မယ်ပွဲစဉ်တစ်ခုလို့ကျွန်တော်မြင်ပါတယ်ဒီနေ့နိုင်ခဲ့လို့ရှိရင်တော့အမ်မိုရယ်အတွက်ကလည်းဖီယာပရက်ရှာတွေများနေတဲ့အနေအထားတစ်ခုကနေ ျွန်တော်ယုံထွက်နိုင်မှာဖြစ်တယ်ပေါ့ဗျာဆိုတော့ကိုအသင်းနေနေပေါ့ဗျာပရီးမီးယားလိပွေးစဉ်73ပွဲကစားပြီးရှင်မှာဆိုရင်6ပွဲနိုင်3ပွဲတည်4ပွဲကျွန်တော်ရှုံးတိုက်ပြီးတော့ရမဲ20တမန်နဲ့အဆင်း6မှာရောက်ရှိနေပါတယ်လီဗာပူးကပီကေဒီစနေလိပွေးစဉ်မှာတည်ကြထားခဲ့တဲ့နေရာတခုမှာကျွန်တော်ရှိနေပါတယ်ဆိုတော့ဒီလိုမျိုးရလဲတခုကမင်းလုံးဝကအမေကဖြစ်ရတယ်နော်နိုင်ရောသာလုကွာမင်းဘလို့ဖြစ်ဖြစ်နိုင်ပီကေဒီခရစ်စတီပီလီနဲ့ပွေးစဉ်မှာလည်းရုပ်ပြည့်စီပြည့်နိုင်ခဲ့တယ်ဒီနေ့ပွေးစဉ်မှာလည်း အကြောင်းပြတဲ့ကျွန်တော်ပေးနေစရာမလိုတော့ဘူးအမဲအပြစ်ယူရမယ်ပွဲစီတခုလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့စက်သုံးဝင်းမှာယူနေတဲ့အသင်းကအိမ်ကွင်း၆ပွဲကစားရပါတယ်၄ပွဲနဲ့တင်ရပွဲမရှိဘူးကျွန်တော်တို့၂ပွဲရှင်တော့ပြီးတော့တိုက်စစ်က၁၁ကိုရပါတယ်ခန်စစ်က၇ကိုပေးထားရပြီးတော့အိမ်ကွင်းရမက၁၂ပွဲပေါ့ဗျအဝေးကွင်း၇ပွဲမှာဆိုရင်လည်းပဲယူနေတဲ့အသင်းက၂ပွဲနဲ့၃ပွဲတင်နဲ့၂ပွဲရှင်တော့ပြီးတော့တိုက်စစ်က၁၀ကိုရရတယ်ခန်စစ်က၁၃ကိုပေးထားရပြီးတော့ အဝေးကွင်းရမယ်ကကိုမဲပေါ့ဗျာဆိုတော့အဝေးကွင်းခန်စစ်ကပေးရတာကိုများပြီးတော့အင်ကွင်းခန်စစ်ကပေးရတဲ့ကိုကနေပါတယ်စူးစဘမက်ချက်စတာကိုနေတဲ့တင်က20တကိုရပြီးတော့ကို20ဒီပြန်ပေးထားခဲ့ရပါတယ်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်လည်းပဲ2ပွဲနိုင်2ပွဲတည်နဲ့2ပွဲရှုံးတာတဲ့အေဗင်ကိုကျွန်တော်အင်ကွင်းမှာဝန်စီနဲ့ရှုံးပြီးတော့ခရစ်တီပေးလို့ကိုသူတို့ရဲ့အင်ကွင်းမှာ2ဝင်းနဲ့ထက်နိုင်ခဲ့ပါတယ်ဆိုတော့ယူနိုက်တက်အသင်းကခရစ်တီပေးလင်းနဲ့ပွဲစီမှာ9ပွဲပြန်ရှာတွေ့ခဲ့လို့ အရှင်တကူတော့ကောင်းခဲ့တယ်သို့တော်ညာလဲ performance ဆွဲဆောင်ရေးဘိုင်းအရာတော့ပေးလေးကိုတော့ကျွန်တော်မရှင်နိုင်ခဲ့ပါဘူးဒီနေ့ပွဲစီမှာလဲ Emre ပြောထားပါတယ်အဓိကကစားသမား၂ယောက်လောက်ထိ injury ပြဿနာ ဖြစ်တာတွေဆိုတော့ဝက်ဆဲအသင်းကိုကျွန်တော်ဘယ်လိုလာမလဲဘယ်လိုချင်ပြန်မလဲပွေးထုတ်လူစီအခင်းချင်းမှာ နောက်တန်းကွင်းလေတိုက်စီပိုင်းဘယ်လိုတွေပြောင်းလဲလာဖို့ရှိမလဲဆိုတာစောင့်ကြည့်ရမှာပေါ့အဲ့ ဆိုတော့မန်ချက်စတာအောင်တန်းတန်းအသင်းကပေါ့ဗျာဒီနေ့ပွေးစဉ်ပြီးလို့ချင်းလာမယ့်ကျွန်တော်တို့၃ပွဲကိုကြာလို့ချင်းဒီစဘာ၉ရက်အင်ကာနဲ့၂နာရီခွဲမှဆိုဥပါဒံအသင်းကိုဝေဝင်းကစားမှာဖြစ်ပါတယ်ဒီစဘာ၁၆ရက်အင်ကာနဲ့ထပ်ပြီးတော့၂နာရီခွဲအနေနဲ့ဘုံဘောက်ကို၉ရက်အင်ခွဲမှာလက်ခံကစားဖို့ရှိနေသလိုဒီစဘာ၂၁ရက်တနင်္ဂနွေနေ့၁၇နာရီမှာဆိုရင် SWB လာကိုအဝေးခွင်ခဲရင်ဆိုင်ရမှာဆိုတော့ယူနိုက်တက်အသင်းကလည်းလာမယ့်ပွေးစဉ်တွေကဒီ၂ရက်၃ရက်မှာဆက်ပြီးတော့ကစားမှာဖြစ်တယ် ဒါကိုသိတဲ့လုံးဝမလေးကူပါဘူးတိုးတော်ညာလဲတခြားအသင်းတွေတဲ့ဆိုင်ကိုသိကအင်ဗတဲ့နားရက်တွေရှိနေတဲ့အသင်းတွေဖြစ်ပါတယ်ဆိုတော့စာသမားတွေဒါကမက်ရှယ်ဆောင်နေတဲ့အသင်းရဲ့အချင်းတွေပေါ့ယူနိုက်တက်အသင်းကပီဂရီခရစ်စတီပေးလင်းတဲ့ပွဲစီမှာအုံပြူတဲ့လူစင်းကိုကျွန်တော်တစ်ချက်ကြည့်အောင်အဲ့ဒီမှာဆိုရင်ကိုသမားဆန်နေလဲမဲ့ကိုအုံပြူခဲ့ပါတယ်နောက်တင်း၃ရောက်မှာဆိုရင်ရှော့ရဲ့ပြီးလို့ချင်းဒီလင်းနဲ့လီနီယူတို့အုံပြူခဲ့ပြီးတော့ကွင်းလီလီယံမှာကျွန်တော်ဒီကိုဒါလော့ရဲ့ဘရူနိုဖာနေနဲ့ကက်ဆီမီရိုအာမက်ဒီယာလိုနေဗဒေးနေရောက်မှာကျွန်တော်မေဆန်ပေါင်းနဲ့ အာ Brian Emmo အသုံးပြုပြီးတော့အထောက်မှဂျူဇွာဇီဇီကိုကျွန်တော်ထစ်သိမ်းကစားခဲ့ပါတယ်အဲ့ဒီပွဲစီမှာဆိုရင်မစ္စံမောက်ကကိုတကိုရခဲ့တာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေထားတစ်ခုမှာဒီနေ့ပွဲစီမှာအစ်ဒီကလူစင်းကိုတဖန်ပြန်လေးအသုံးပြုလာမလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်စာသမားတို့ဘယ်လိုတွေရှိမလဲဆိုတော့ပွဲထွက်လူစင်းအခြေအနေကပေါ့ဗျာဒီစစ်တရလို့ကျွန်တော်ကတော့မြင်နေဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မှာရေရှင်ခွင့်နေမရှိပါဘူးထက်ပြီးတော့အပြောင်းလဲဖြစ်ဖို့ဘက်ကိုများတယ်ဘရူနိုဖာနေတဲ့တို့များ အင်ဂျူပြဿနာဖြစ်တာလားသူတွေမို့လို့ချင်းနောက်တဲမှာဆိုရင်ဒီလေးမဇရာဝီနောက်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုရင်အာကျွန်တော်တို့ဒီမေဆယ်မောက်ဘရိုင်ယန်အေဘမိုအာဂျူဇွာဇီဂီတို့မှာအင်ဂျူဖြစ်တာလားသူအနေနဲ့တရင်းဆောင်ရှင်လေးဝေးမှာကစားသမားတွေနံပါတ်ကိုသူမပြောထားတဲ့အတွက်ဘသူတွေပွေးထွက်လာလို့ရှိမလဲတိုင်မလို့ကျွန်တော်ရေးပွေးထွက်အခင်းကြီးမှာပေါ့ဗျာကိုသမားနေမှာဆင်နေလဲမယ်နောက်တဲသူရောက်မှာဆိုရင်လီဆန်ဒိုမာတီနဲ့ပြန်ပြီးတော့ပွေးထွက်လာမလို့မြင်မိတယ်ပြီးခဲ့တဲ့ ခရစ်စတီဘီလီနဲ့ပွေးစီမှာအရန်နေရာကပါဝင်လာခဲ့တဲ့ဆိုတော့ဒီကစားသမားရဲ့ injury ကတော်တော်ကောင်းနေပါပြီပြီးလို့ချင်းကျွန်တော်တို့ဒီလီနဲ့မာဇာရာဝီကွင်လင်လေးရမှာဆိုဒီကိုဒါလော့ဘရူနိုဖန်နဲ့ကက်စီမီရိုအာမက်ဒီယာလိုနေဗဒန်နဲ့ရမှာဆိုမီဆယ်မောင်းနဲ့ဘရိုင်အန်ဘူမိုအထောက်မှာဆိုဂျူဆာစကီဘော့ကျွန်တော်အသင်းတွေဒါကရွေးချယ်ခွင့်မရှိတဲ့လူစင်းလို့ကျွန်တော်မြင်တယ်ခရစ်စတီဘီလီနဲ့ပွေးစီမှာဆိုရင်နောက်တဲမှာပေါ့ဗျာလီနီယူကဘလို့မှရှင်နေမကောင်းခဲ့သလို့ ကွင်းလေပေပေအချင်းကပထရိတ်တူကိုလူမော့ကိုတိုက်ပဲနေတယ်။ချင်းချင်းပြောလို့ချင်းအဲ့ဒီပွေးစီမှာဆိုရင်ဆေရောက်လုံးလုံးဘလိုမော့ကိုအရှင်နေမကောင်းတာကစားပုံတွေလည်းမကောင်းဘူးပေးပို့မှုတွေလည်းမကောင်းဘူးလောင်ဘောတွေ dresser ကိုကျွန်တော်တို့ပေးနေတယ်ဘာလို့မှလည်းအဲ့အဲ့ဒါတွေကိုအတင်းကလောင်ဘောအားနေနေတယ်စက်ကဘောအဲ့ဒါလည်းမရဘူးဆိုတော့တူချင်းကြော်ဖြစ်တဲ့နေရာမှာရောတသိန်းလိုက်ကြုံတော့စူးဖွေးပြီးတော့ကစားတဲ့အချိန်တွေမှာလည်း မကောင်းပါဘူး evidence နဲ့ပွေးစီမှာဆိုရင်ပြိုင်ဖက်အသင်းကတယောက်ယောက်အနေထားနဲ့ကိုမရှင်စာအောင်နေတဲ့အသင်းကအသာစီးတော်မှာကစားခေးနိုင်ပင်နဲ့ရှုံခဲ့တယ်ဆိုတော့ဘလို့ပဲတခြားအသင်းတွေကရလက်တွေစိုးဝနေပါစေကိုယ်နေတဲ့အသင်းနဲ့တွေးတဲ့အနေထားတကူမှာသူတို့ကရုံးကင်လှူရှာရင်နဲ့နိုင်ပွေးတွေပေါ်ဆောင်ခဲ့တယ်အကိုအသင်းဘက်ကလည်းနှစ်ပွေးမြောင်းနိုင်ပွေးတခုကို old trap မှာအနိုင်ရလက်တခုပေါ်ဆောင်ပြီးတော့အစင်လေးအစင်ကားတခု တင်းလဲနိုင်မလားဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာဆိုတော့ Amway ကတော့ဘလို့အချိန်နဲ့အသုံးပြုလာမလဲမသိဘူးကျွန်တော်တို့ခံမဲ့ခြေပေါ့ဗျာပွေးထုတ်လို့စင်းစစ်တယောက်ဒီညမှာကျွန်တော်အပြောင်းလဲကတော့ရှိနိုင်တယ်ပေါ့ဗျာအာအင်ဂျူပြဿနာဖြစ်တာတွေကစားသမားတွေရှိတဲ့အတွက်ဘလို့လာမလို့ဆိုတာကျွန်တော်စောင့်ကြည့်ရမှာပေါ့ဆိုတော့ညီကိုတို့အနေနဲ့ဒီနေ့ပွေးစဉ်နဲ့ပဲသွေးပြီးတော့ဘလို့ထင်မိချက်ရှိလဲ Amway ကပွေးထုတ်အခင်းချင်းမှာဘသူတွေကိုကျွန်တော်အပြောင်းလဲလုပ်လာမလဲအာနောက်တန်းမှာဆိုရင်လီဆယ်တို့မာတီနဲတို့ကိုဒုတိယဘက်မှာပဲထင်မလား ကွင်းလင်းလဲရမှာဆိုရင်ဘသူတွေကအင်ဂျီပြဿနာဖြစ်ပြီးတော့အနာပြရဖို့ရှိမလဲကျွန်တော်မကွမ်းရလို့ ਨੇ ပတ်သက်ပြီးတော့တော့ဗျာတကိကိုခေါင်းစားတယ်ဒီကစားသမားနည်းနည်းဘာဖြစ်နေလဲအင်ဂျီပြဿနာဖြစ်တာလားပါဝင်လာဖို့မရှိဘူးကိုအင်းကဒီနေ့ပွေးစီကိုမနိုင်ခဲ့ဘူးဆိုရင်တော့အစီအစရာအောက်ကိုကျွန်တော်ရောက်တော့ဖို့ရှိနေပါတယ်ဘာဖြစ်တော့တဖက်အစ်အင်းနေနဲ့အလုပ်ဒီမကော်တာကိုအမေတွေကနိုင်ခဲ့လို့ရှိနေတော့ဗျာအစင်းလေးအစင်းကားကိုအော်တိုတက်မှာတော့အမေ တခြားအစ်တွေကကျွန်တော်ကစားခဲ့ပြီးပြီအဲအဲ့ဒီပွဲစီတွေမှာဆိုရင်ကျွန်တော်တို့ဘုံမောက်တို့အေဗဒန်တို့ကစားခဲ့တယ်ဘုံမောက်ကကျွန်တော်တို့အဝန်စီနဲ့ရှုံးတာပေါ့ဗျာအေဗဒန်ကိုကိုယ့်ရဲ့အင်ကွင်းမှာ ပြီးလို့ချင်းမန်စီးတီးကဖိုဝင်ကိုအဝေးကွင်းရောဖိုးပိုင်းနဲ့နိုင်တယ်ယူကာစီကစပောက်ကိုတူတူနဲ့တည်ကြတယ်သူတို့ရဲ့အင်ကွင်းမှာနောက်ပြီးတော့ကျွန်တော်အာဆင်နယ်ကဘရက်ဖို့ကိုတူစီနဲ့နိုင်ပါတယ် Brighton ကကျွန်တော်သူတို့ရဲ့အင်ကွင်းမှာဆိုရင် Aston Villa ကို3-4နဲ့ရှုံးတယ် အဘယ်လေကသူတို့ရဲ့အင်ကွေးမှာခရစ်စတီပေးလို့ကိုဝင်စီနဲ့ဟူဘိုင်တန်ကသူတို့ရဲ့အင်ကွေးမှာဒေါ်တယ်ဖော်လို့ကိုဝင်စီနဲ့ရှုံးတယ်လင်းယူနေတဲ့အသင်ကသူတို့ရဲ့အင်ကွေးမှာတကယ့်ကိုကောင်းလာပါရဲ့ဆိုရင်ရှယ်စီကို3ဝင်းနဲ့နိုင်တယ်လီဗာပူးကတော့ဗျာဆန်နယ်လေးကိုသူတို့ရဲ့အင်ကွေးမှာဝဲဝဲနဲ့တည်ကြတယ်ဒီရလေးတစ်ခုကမန်ချက်စတာအွန်နဲ့တဲ့အသင်နဲ့လုံးဝအခွင့်အရေးတစ်ခုအစင်းလေးအစင်းကားကိုဝင်ဖို့အတွက်ဘာလို့ဆိုတော့လီဗာပူးနဲ့ယူနိုက်တက်အသင်ကအပေါ်အောက်ဖြစ်နေတယ်ယူနိုက်တက်ကနိုင်ခဲ့လို့ရှိရင်တော့အစင်းလေးအစင်းကားကိုရောက်တော့မှာ ီလိုမျိုးကျွန်တော်တို့အချိန်လေးကားတစ်ခုကိုယ်ရဲ့လက်ထင်းမှာရောက်နေတဲ့အနေထားမှာဆိုရင်မင်းအံ့မိုးတဲ့မဖြစ်မနေဘူးမင်းအနိုင်ရလေးတစ်ခုပေါ်ဆောင်ရမှာမနိုင်ခဲ့လို့ရှိရင်မင်းလုံးဝမလွယ်ကူပါဘူးဆိုတော့ညီကတို့အနေနဲ့ဆွေးနွေးပေးကြပါအောင်အဲ့ဒီပွေးစီပြီးလို့ချင်းလဲပွေးပြီးသုံးသက်ချက်ကိုပါတင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားပေးကြပါအောင်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်မန်ချက်စတာနဲ့ပြည်သက်တူကြောက်ချင်းအတိုင်းအယယအစီအပြေပြောရှင်းနိုင်ပါစေ আলমে জিজ্ঞাসা যে মারে আলমে ওকে বা